English ကကိုမြန်မြန်ပြောတတ်ဖို့အတွက် deep phrase လေးတွေကိုသိထားပါမယ်။ deep phrase လေးတွေကိုသိထားမယ်ဆိုရင်တော့ကိုယ့် English စကားပြောကိုအများကြီးတိုးတက်လာစေမှာဖြစ်ပါတယ်။ Hello guys, welcome back. How is it going today? By the way guys, in this video I'm going to be sharing some essential English phrases that you need to know if you're learning to speak English fast or if you want to sound like a native speaker. These phrases that I'm going to be sharing are going to help you improve your speaking skill and, moreover, help you sound like a native speaker. So, let's not waste time. အလုံးမင်္ဂလာပါမွေးဗီဒီယိုလေးကနေပြီးတော့အားလုံးကိုပြန်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုလေးမှာဆိုရင်တော့မွန်းကနေ့စဉ်တော့အင်္ဂလိပ်စကားပြော priest lady ကို share လုပ်သွားပေးမှာဖြစ်ပါတယ်။ကျွန်တော်တို့ကအင်္ဂလိပ်စကားကိုမြန်မြန်ပြောတတ်ချင်ရင်အင်္ဂလိပ်စာ priest တွေကလည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်။ ပြီးတဲ့ခါမှာကိုက native speaker တယောက်လိုမျိုးအင်္ဂလိပ်စာကိုအင်္ဂလိပ်စကားကို smart ကြကြပြောတတ်ခြင်းနဲ့အင်္ဂလိပ်စကားကိုမြန်မြန်ပြောတတ်ခြင်းနဲ့ဆိုရင်တော့ native speaker တွေနေ့စဉ်ပွားမှာ daily conversation မှာသုံးနေတဲ့ phrase တွေကိုကျွန်တော်တို့တည်ထားဖို့လိုအပ်ပါမယ်အဲ့လို phrase တွေကိုတည်ထားမှသာအင်္ဂလိပ်စကားပြောမြန်မြန်ပြောတတ်အောင်တည်ရတဲ့နေရာမှာအထောက်အကူအများကြီးဖြစ်မှာဖြစ်ပါတယ်။ Okay guys, before stepping into this video, I would like you guys to like and subscribe my channel that I've been sharing not only my English, but my experiences through my life to you guys. So please don't forget to click the button down there. So let's just get started. Okay, but I'm also priest That sounds good. That sounds good. To ne David do English priestly to That's a good idea. A jang gong me. Taga gong ne a jam me. I don't know be a pibare. သူ့ကိုဘယ်လိုနေရာမျိုးမှာသုံးလဲဆိုရင်လူတစ်ယောက်ကသူ့ရဲ့ opinion သူ့ရဲ့ထင်မြင်ချက်ကိုကိုကိုပြောပြတယ်အဲ့ဒီခါမှာကိုဘက်ကနေပြီးတော့သူ့ကို response ပြန်ပေးတယ်သူ့ကိုထောက်ခံပေးတဲ့ခါမှာကျွန်တော်တို့ကဒီ that sounds good ဆိုတဲ့ phrase လေးကိုသုံးလို့ရတာပဲဖြစ်ပါတယ်ဥမာအဖြစ်ကိုယ့်တငယ်ချင်းကကိုစီကိုလာပြီးတော့သူ့ရဲ့နွေရသည် plans တွေအကြောင်းအစီအစဉ်တွေအကြောင်းကိုကိုကိုလာပြီးတော့ပြောပြမယ်။အဲ့ဒီခါမှာသူကကိုကိုပြောမယ်။ I think we should go on a vacation this summer. ငါထင်တာတော့ဒီနွေရာသီမှာငါတို့ပျော်ပဲစားသားတင်တယ်ဒါမှမဟုတ်ရှင်ခီးထွက်တင်တယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးမှာကိုကကိုယ့်တငယ်ချင်းကိုပြန်ပြီးတော့ response ပြန်ပေးမယ်ကိုယ့်တငယ်ချင်းကိုကိုကပြန်ပြီးတော့ထောက်ခံမယ် wow that sounds good wow that sounds good wow အဲ့ဒီအကြံဉာဏ်မိုက်တယ်နော်အဲ့ဒီအကြံဉာဏ်တကယ်ကောင်းတဲ့အကြံဉာဏ်အဲ့လိုပုံစံမျိုးဖြစ်ပါတယ် အဲ့ဒီ phrase လေးမှာကျွန်တော်အားလုံးကို note တစ်ခုမှတ်ထားစီချင်ပါတယ်။အဲ့ဒီ note ကဘာလို့ဖြစ်မလဲဆိုရင်ကျွန်တော်တို့ that sounds ရဲ့အနောက်မှာကျွန်တော်တို့လိုအပ်မဲ့ကျွန်တော်တို့သုံးချင်တဲ့ adjective တွေကိုထည့်ပြီးတော့သုံးလို့ရတာပဲဖြစ်ပါတယ်။အဲ့လိုမျိုးထည့်ပြီးတော့သုံးတဲ့နေရာမှာကျွန်တော်တို့ကတခြားသူကကိုယ့်ကိုသူ့ရဲ့ idea တွေအကြောင်းတွေလည်းပြောပြတယ်။ကိုယ့်ဘက်ကနေကသူ့ကိုထောက်ခံတယ်။အဲ့လိုထောက်ခံတဲ့အတိုင်းတား degree ပေါ်မူတည်ပြီးတော့ကျွန်တော်တို့တခြား degree မြင့်တဲ့ adjective တွေကိုလည်းထည့်ပြီးတော့သုံးလို့ရတာပဲဖြစ်ပါတယ်။ဥပမာအဖြစ် that sounds very nice ဒါအရန်ကောင်းတဲ့အကြံဉာဏ်ပဲနောက်မှဆင်းလုံအောင်ကိုမိုက်တဲ့အကြံဉာဏ်ပဲအလိုပုံစံမျိုးဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ that sounds awesome that sounds awesome ဒါလုံအောင်အအောင်ဖို့ကောင်းတယ်ဒါလုံအောင်ကိုမိုက်တဲ့အကြံဉာဏ်ပဲဖြစ်ပါတယ်အလိုပုံစံမျိုးသုံးလို့ရပါတယ်ဥပမာအဖြစ်ကိုယ့်တငယ်ချင်းကကိုယ့်ရဲ့အင်ကိုလာပြီးတော့ဒီညနိုင်အောင်ထွက်ဖို့တို့ကဒီညတနေ့နေ့ကိုတွက်ခဲ့ဖို့တို့ကိုကိုယ့်ကိုလက်ခေါ်တယ်ပေါ့နော်အဲ့ခါမှာသူကပြောမယ် Let's go to Khao San tonight ဒီညခောက်ဆန်သွားရအောင်ဒါကျွန်တော်အရန်အရန်ကိုကြားနေတာဟာတော့ this is just what i have you know what i have always wanted to hear ဒါကျွန်တော်အရန်ကြားနေတယ်ရပါလို့ဆိုကျွန်တော်ခောက်ဆန်ကိုကျွန်တော်သွားလာရင်ကြားခောက်ဆန်ကထိုင်းနိုင်ငံမှာတော့အဲ့ဒီညကကျွန်တော်အတွက်အာကျွန်တော် this is one of my favorite places in thailand ကျွန်တော်အရန်ကြားနေနေရာတွေကတခုပေါ့နော်ဘာလို့ဆိုတော့သူ့ရဲ့ environment ကိုကြိုက်တယ် အာဒီ customer ဖွင့်တဲ့တခြင်းတွေကကျွန်တော်တို့အရင်ကလို့အဆင်ပြေတယ်အဲ့ဒါကြောင့်ကျွန်တော်အဲ့ဒီကိုခဏခဏပါတယ် I often go there don't tell anyone အဲ့ခါကျတော့ကိုတင်ငယ်ချင်းက Google လာပြီးတော့ပြောမယ် let's go to Khaosan road tonight ဒီညခေါဆန်လမ်းကိုသွားရအောင်အဲ့ခါကျတော့ကိုဘက်ကနေပြီးတော့ကိုတင်ငယ်ချင်းကို response ပြန်ပေးမယ်ကိုတင်ငယ်ချင်းပြောတဲ့ဟာကိုကိုကပြန်ပြီးတော့ထောက်ခံမယ် oh my god that sounds awesome oh my god that sounds awesome ဖီးယား ါကအရင်မိုက်တဲ့အစီအစဉ်ပဲဒါအရင်မိုက်တဲ့ idea ပဲသွားရအောင်လို့ပုံစံမျိုးဖြစ်ပါတယ်နောက်ထပ် preschool အနေနဲ့ do you mind if i do something do you mind if i do something ဒီ preschool ကကြတော့ကိုယ့်ဘက်ကနေပြီးတော့တခုခုများလုပ်ခဲ့သည်ရှိတော့တခြားသူဘက်ကအဆင်ပြေပါမလားတခြားသူကကိုယ့်ကိုစိတ်ဆုံမလားဆိုပြီးတော့မေးမြန်းတဲ့အခါမှာကျွန်တော်တို့ကဒီ preschool ကိုသုံးလို့ရတာပဲဖြစ်ပါတယ် ဒီ phrase တွေကကြတော့ကိုကတခုခုလုပ်လိုက်လို့တခြားသူကကိုကိုစိတ်ဆိုးမလားတခြားသူဘက်ကအဆင်ပြေမလားဆိုပြီးတော့မေးမြန်းတဲ့ယဉ်ကျေးတဲ့အတုံးလုံးလေးပဲဖြစ်ပါတယ်။ယဉ်ကျေးတဲ့အတုံးလုံးလေးဖြစ်တာမလို့ကျွန်တော်တို့ကနေရာ situation အခြေအနေတိုင်းမှာတုံးလို့အဆင်ပြေပါတယ်။ဆိုတော့ဥပမာလေးတွေကိုကြည့်လိုက်ကြရအောင်။ဥပမာတစ်ခုအနေနဲ့ကိုကကိုယ့်ရဲ့တငယ်ချင်းအိမ်ကိုအလဲသွားတယ်။အဲ့ခါမှာကိုကရုတ်တရက် အပေါ်သွားခြင်းနဲ့ဒါမှမဟုတ်စီရင်အလေးသွားခြင်းနဲ့ပုံစံမျိုးအင်တာတက်ခြင်းနဲ့ပုံစံမျိုးဖြစ်လာရပေါ့เนาะအဲ့လိုချိန်ဒီမှာကျွန်တော်တို့ကကျွန်တော်ရဲ့တငယ်ချင်းကိုမေးမယ် Do you mind if I use your bathroom? Do you mind if I use your bathroom? ငါနေရဲ့အင်တာကိုယူသုံးမယ်ဆိုရင်နေစိတ်ဆိုးမလားအဲ့လိုမျိုးမေးနေတာဖြစ်ပါတယ်အဲ့လိုချိန်ဒီမှာကိုယ့်တငယ်ချင်းကကိုယ့်ကိုပြန်ပြီးတော့ဖြေမယ် Not at all. Not at all. ဘာလို့စိတ်ဆိုးရမှာတော့ငါလုံးဝစိတ်မဆိုးပါဘူးယူသွုံးလို့ရတယ်အဲ့လိုပုံစံမျိုးဖြစ်ပါတယ်ဒီတရားဥပမာတစ်ခုအနေနဲ့ကိုကကိုရဲ့ပိတ်ရမှာအပြင်ထွက်လို့ foreigner တွေနဲ့လမ်းမှာတွေ့တယ်အခါကျတော့ကိုက foreigner တွေနဲ့တပ်ဖွဲ့တွေ့ပြီးတော့ရိုက်ချင်တယ်အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့ကဒီလိုမျိုးသုံးလို့ရပါတယ် Do you mind if I take a picture with you? Do you mind if I take a picture with you? ကျွန်တော်ခင်ဗျားနဲ့တပ်ဖွဲ့တွေ့ရလို့ဆင်ရင်စိတ်ဆိုးမှလားမသိဘူးခင်ဗျအဲ့လိုပုံစံမျိုးမင်းမျက်နှာဖြစ်ပါတယ်အဲ့ဒီခါမှာ တခြားဖွင့်တာနေပြီးတော့ကိုယ့်ကိုပြန်ပြီးတော့ပြောမယ် Let's do this Let's do this အလိုစိဆိုရမှာလဲဓာတ်ပုံရရအောင်အဲ့လိုပုံစံမျိုးဖြစ်ပါတယ်နောက်ထပ်ဥပမာတစ်ခုအနေနဲ့မုန်းကားစားတောက်ဆိုင်မှာ service ဖြစ်ပါတယ် waiter တယောက်ဖြစ်တယ်ပေါ့နော်အဲ့လိုခါမျိုးမှာ customer တွေတောက်လို့ကုန်သွားတဲ့ရေကွက်တွေဖန်ကွက်တွေကိုကျွန်တော် အများနဲ့လို့သိမ်းပြရတယ်ပေါ့နော်အဲ့ဒါကြတော့ကိုကစပွဲကနေပြီးတော့ရေကွက်တွေကိုယူထုတ်မယ်ဆိုတဲ့ခါမှာကျွန်တော်တို့က deep freeze လေးကိုသုံးလို့ရပါတယ် Do you mind if I take the glass out? Do you mind if I take the glass out? ရေကွက်ကိုယူထုတ်ဝါရင်စိတ်ဆုံးမလားမသိဘူး။အဲ့လိုမျိုးမြင်မြင်နိုင်ပါတယ်။အဲ့ဒီအချိန်မျိုးမှာကာရှာမာကကျွန်တော်တို့ကိုပြန်ပြီးတော့ပြောမယ်။ Not at all. Go ahead. လုံးဝစိတ်မဆိုးပါဘူး။လုံးဆရာရှိတာလုပ်ပါ။အဲ့လိုပုံစံမျိုးဖြစ်ပါတယ်။ Not at preschool နေနဲ့ I think I think ရဲ့နောက်မှာ subject verb object တွေပြန်လာပါမယ်။ဒီ phrase တွေကဘာကိုညွှန်းလဲဆိုရင် ကိုရဲ့ထင်မြင်ချက်ကိုထင်တဲ့အရာကိုတခြားသူကိုပြန်ပြီးတော့ပြောတဲ့အခါမှာဒီ phrase လေးကိုသုံးလို့ရပါတယ်။ဒီ phrase လေးကကြတော့လူတိုင်းလိုသိထားပြီးသား phrase လေးဖြစ်ပြီးတော့လူတိုင်းလည်းကိုရဲ့ daily conversation မှာအမြဲတမ်းလိုသုံးပြတဲ့ phrase လေးဖြစ်ပါတယ်။အဲ့တော့ဥပမာလေးဒီကိုကြည့်လိုက်ကြအောင်။ဥပမာအနေနဲ့ကိုရဲ့မိကတော့ကိုရှာမတွေ့လို့ကိုကိုမေးမယ်။ Where's the key? Where's the key? တော့ဘယ်နာမှာလဲ။အဲ့လိုအချိန်ဒီမှာကိုကကိုချင်တဲ့အရာကိုကိုရဲ့အမေကိုပြန်ပြီးတော့ response ပြန်ပေးမယ်ကိုရဲ့အမေကိုပြန်ပြီးတော့ပြောမယ် I think it's in my bedroom. I think it's in my bedroom. ကျွန်တော်ထင်တာတော့ကျွန်တော်ရဲ့အိတ်ခန်းထဲမှာလို့ထင်တယ်။အဲ့လိုမျိုးပြန်ပြီးတော့ response ပေးလို့ရတာပဲဖြစ်ပါတယ်။နောက်တစ်ဥပမာတစ်ခုအနေနဲ့ကိုယ့်ရဲ့ဆရာမကကိုယ့်ရဲ့တငယ်ချင်းကြောင်းပြက်လို့ကိုယ်ကိုလာပြီးတော့မေးမယ်။ Mom calls for sick today. Do you think he's sick for sure? မမောင်ဒီနေ့ဖြားလို့ဆိုပြီးတော့အเจ้าကိုခွင့်ယူတာတယ်။သူတကယ်ဖြားတယ်လို့နေထင်လား။ အဲ့လိုမျိုးကိုယ့်ဆရာမကကိုကိုမေးလာတဲ့ခါမှာကိုကကိုယ့်ဆရာမကိုပြန်ပြီးတော့ဖြေမယ်ပေါ့နော် I think he is I think he is သူနေမကောင်းတကယ်ဖြစ်နေလို့ကျွန်တော်ထင်တာပဲဒါပေမဲ့အရင်မသိကြဘူးပေါ့နော်အဲ့လိုပုံစံမျိုးပြန်ပြီးတော့ response ပေးလို့ရတာပဲဖြစ်ပါတယ်အဲ့တော့ဘာတစ်ခုနေနဲ့ကိုယ်တငယ်ချင်းကမနှက်ပြန် key တစ်ခုသွားမယ်ပေါ့နော်အဲ့လိုခါမျိုးမှာကိုကိုကသူကသူ့ရဲ့ plans တွေကိုကိုကိုလာပြီးတော့ပြောပြတယ် I'm going to Phuket tomorrow I'm going to Phuket tomorrow ငါမနှက်ပြန် Phuket ကိုသွားမယ် ကိုကကိုယ်တငယ်ချင်းကိုပြန်ပြီးတော့ပြောမယ် I think it's a good place I think it's a good place အဲ့ဒီနေရာကလှတဲ့နေရာပေါ့နော်အဲ့ဒီနေရာကနေရာကောင်းတစ်ခုလို့ငါထင်တယ်ပြောချင်တာကကြတော့အာသူ့ရဲ့ vacation သူ့ရဲ့ခီးကိုကိုကအာဘယ်လိုပြောမလဲထောက်ခံမိတယ်ပေါ့နော်နေသွားတဲ့နေအဲ့ဒီနေရာကလှတဲ့နေရာလေးပေါ့နော်အဲ့လိုပုံစံမျိုးပြောတာဖြစ်ပါတယ်နောက်ထပ် priest ခုနေနဲ့ kind of ဒါမလို့ဆိုရင်လည်း kind of တွေ့တဲ့ဘက်ကကြတော့နည်းနည်းလို့အဓိပ္ပာယ်ရပါတယ်။ဥပမာအဖြစ်နည်းနည်းကြိုက်တယ်၊နည်းနည်းလိုချင်တယ်၊နည်းနည်းပြောချင်တယ်အဲ့လိုပုံစံမျိုးဖြစ်ပါတယ်။ informal situation ဖြစ်ပြီးတော့ကျွန်တော်တို့က spoken english စကားပြောတဲ့ english conversation တွေမှာပဲသုံးတာများပါတယ်။ jee priest တွေကကြတော့ကျွန်တော်အရန်ကြိုက်တဲ့ priest လေးဖြစ်ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်း daily conversation မှာအများအားလို့သုံးပါတယ်။ဒီတစ်ခါမှာ native speaker တွေဆိုရင် deep freeze တွေကိုအများကြီးလို့သုံးကြပါတယ်။အခါကျတော့ကိုကအင်္ဂလိပ်စာလေ့လာနေတဲ့သူဆိုရင်တော့ deep freeze တွေက မရှိမဖြစ်သိထားဖို့အတွက်လိုအပ်ပါတယ်။ ဥမာအဖြစ်ကိုကဒီညအပြင်သွားခြင်းစိတ်လေးပေါက်လာတယ်။အဲ့ခါမှာကိုကပြောလို့ရတယ်။ I kind of feel like going out tonight. I kind of feel like going out tonight. ငါဒီညအပြင်သွားခြင်းစိတ်နည်းနည်းပေါက်တယ်ပေါ့နော်။အပြင်အရန်ကြီးသွားခြင်းတာမျိုးမဟုတ်တာမဲ့အပြင်သွားခြင်းစိတ်လေးပေါက်တယ်ပေါ့နော်။အဲ့လိုပုံစံမျိုးဖြစ်ပါတယ်။နောက်တစ်ခုမှာတစ်ခုအနေနဲ့ကိုယ့်တငယ်ချင်းကကိုကိုလာပြီးတော့ပြောမယ်။ She's so pretty. Do you like her? She's so pretty. Do you like her? သူကအရမ်းလာတယ်။နင်သူ့ကိုကြိုက်လား။အဲ့လိုမျိုးမေးလာတဲ့အခါမှာကျွန်တော်တို့ဘက်ကနေပြီးတော့ပြန်ပြီးတော့ response ပြန်ပေးပေးပါတော့နော်။ Yeah, I kind of like her. Yeah, I kind of like her. Mm. ကနေတော့သူ့ကိုကြိုက်ပါတယ်။နည်းနည်းလေးကြိုက်တယ်ဒါပေမဲ့အများကြီးမဟုတ်ဘူးပေါ့နော်။ကြိုက်တယ်လို့မကြိုက်တယ်လို့ပုံစံမျိုးဖြစ်ပါတယ်။ နောက်တော့ဥပမာတစ်ခုအနေနဲ့ကိုကဈေးဝယ်ထွက်တယ်ဈေးဝယ်ထွက်နေနေအင်ဂျီလက်လာလေးတစ်ထည်ကိုတွေ့တယ်ဒါပေမဲ့အဲ့ဒီအင်ဂျီကအရန်ကြီးမလှဘူးဒါပေမဲ့ကိုကသဘောကျတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးကကျွန်တော်ကဘယ်လိုပြောမလဲဆိုရင် This dress is kind of beautiful This dress is kind of beautiful ဒီအင်ဂျီလေးကနည်းနည်းလှတယ်ပေါ့နော်အများကြီးမလှဘူးနည်းနည်းလေးပဲလှပါတယ်အဲ့လိုပုံစံမျိုးပြောတာဖြစ်ပါတယ်နောက်တစ်ဖရစ်ခုအနေနဲ့ Definitely Totally Absolutely ဒီ phrase တွေကကြတော့ဝါကျရဲ့အရှိမသုံးရတာဖြစ်ပြီးတော့ကိုကလူတယောက်ပြောတဲ့စကားကလုံးဝမှန်တယ်လို့ထောက်ခံတဲ့အခါမျိုးနဲ့လူတယောက်ပြောတဲ့စကားကကိုအတွက်လုံးဝအတိတ်ပဲမရှိဘူးမှားနေတဲ့အခါမျိုးမှာညင်းဆိုတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ကဒီ phrase တွေကိုအရှိမထားပြီးတော့သုံးရတာပဲဖြစ်ပါတယ်။ဥပမာအနေနဲ့ကွဲတဲ့ငွေချင်းကမနေ့က night out ထွက်တဲ့အကြောင်းတွေကိုကိုကိုလာပြီးတော့ပြန်ပြောမယ်။ Last night was fun. Last night was fun. မနေ့ညကပြောစရာကောင်းတယ်နော်။ကိုကကွဲတဲ့ငွေချင်းကိုပြန်ပြီးတော့ပြောမယ်။ Definitely, that was so much fun. Definitely, that was so much fun. lu si ဒီကြတာပေါ့မနေ့ကအရန်ကိုပြောဖို့ကောင်းခဲ့တာအဲ့လိုပုံစံမျိုးပြောလို့ရပါတယ်နောက်တစ်ခုအနေနဲ့လူတစ်ယောက်ကကိုယ့်စီကနေပြီးတော့ရေကိုတောင်းတောက်တယ် Can I get some water from you? Can I get some water from you? ni lu na. အနည်းစီကရေနည်းလောက်တောင်းတောက်လို့ရမလားအဲ့ခါကျတော့ကျွန်တော်ကတခြားသူကိုပြန်ပြီးတော့ပြောမယ် Absolutely, go ahead. Absolutely, go ahead. လုံးဝရတာဗောတောက်ဆာရှိတာယူတောက်ပါအဲ့လိုပုံစံမျိုးပြောတာဖြစ်ပါတယ်နောက်တစ်ဥပမာတစ်ခုအနေနဲ့ကိုယ့်တငယ်ချင်းကကိုကိုလာပြီးတော့ personal case တွေလက်မိတယ်ပေါ့နော်ကိုရဲ့ကိုရဲ့ကိုယ်တိုင်ကိစ္စတွေလက်မိတယ်ပေါ့နော်ဘယ်လိုပုံစံမျိုးလဲဆိုတော့ somebody says you are in love somebody says you are in love လူတယောက်ပြောတာတော့နင်ရီးစားရနေပြီတဲ့အဲ့လိုခါမှာကိုကကိုယ့်တငယ်ချင်းကိုပြောပြီးတော့ပြောမယ် totally not totally not တော့မဟုတ်ရပါဘူး။နေ့ကဘာသူပြောတာတော့အဲ့လိုပုံစံမျိုးဖြစ်ပါတယ်။ Okay guys, this is the last one. I'm really really glad you made it. အလုံးမဲ့ဒါတော့ကျွန်တော်တို့ရဲ့နောက်ဆုံး priestly ပဲဖြစ်ပါတယ်။နောက်ဆုံး priestly ကဘာလေးဖြစ်မလဲဆိုရင် Are you serious? Are you serious? တဲ့တပည့်တွေကကြတော့နေတကယ်ပြောနေတာလား။နေပြောနေတာတေချာရဲ့လား။အဲ့လိုပုံစံမျိုးဖြစ်ပါတယ်။ဒီ priestly ဘုရားကြတော့တခြားသူကကိုယ့်ကို တခုခုကိုလည်းပြောတဲ့ခါမှာတတိယတစ်ခုလည်းပေးတဲ့အခါမှာကိုယ့်ဘက်ကနေတော့မယုံကြည်နိုင်ဖြစ်တယ်ပြီးတဲ့ခါမှာကိုယ့်ဘက်ကနေပြီးတော့ထိတ်လန့်သွားတဲ့ခါမျိုးမှာကျွန်တော်တို့က G priest လေးကိုသုံးရတာပဲဖြစ်ပါတယ်။ဥပမာအဖြစ်အပြင်နေပြီးမသွားတဲ့ကိုယ့်ရဲ့အမိကကိုယ့်ကိုလာပြီးတော့လည်းပြောတယ်ပေါ့နော်။နေဒီညအပြင်ထွက်လို့ရတယ်ပေါ့နော်။ I think you could go out tonight. I think you could go out tonight. ငါထင်တာတော့နေဒီညအပြင်ထွက်လို့ရတယ်။ ဲ့လိုခါမျိုးမှာကိုကကိုယ့်အမေကိုပြန်ပြီးတော့ပြောမယ်ကိုအံ့ဩရတယ်ဘောနော်ဘာလို့ဆိုတော့ကိုယ့်အမေကကိုယ့်ကိုခါမအဲ့လိုမျိုးအပင်နေပိုင်းညာပြီးမသွားလို့ဒီတိုင်းမဲ့ဒီနေ့မှလာပြီးတော့သူကြကြလက်ပြောတယ်ဘောနော်အဲ့လိုချိန်ဒီမှာကျွန်တော်တို့က Mom are you serious Mom are you serious အမေအမေတကယ်ပြောနေတာလားမယုံနိုင်ဘူးဘောနော်အဲ့လိုဥစ္စာမျိုးဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကိုယ့်တငယ်ချင်းကကြီးစားနဲ့ပြတ်သွားတယ်အဲ့ခါကျတော့ကိုကိုတတင်းလက်ပေးရဘောနော်ကိုကိုပထမဆုံးလက်ပြောပြတယ် Come I just broke up with my boyfriend girl i just broke up with my boyfriend ကောင်မရေငါငါ့ရဲ့ကောင်လေးနဲ့အခုပဲလမ်းခွဲလိုက်တယ်အဲ့ခါကျတော့ကျွန်တော်တို့က holy shit are you serious holy shit are you serious ဟမ်မင်းတကယ်ပြောနေတာလားအဲ့လိုပုံစံမျိုးဖြစ်ပါတယ်နောက်ဆုံးဥပမာတစ်ခုအနေနဲ့ကိုယ့်တငယ်ချင်းကသူ့အလုပ်ထပ်သွားတယ်ဆိုတဲ့အကြောင်းကိုကိုယ့်ကိုလာပြီးတော့ပြောပြတယ် i just quit my job i just quit my job ငါငါရဲ့အလုပ်ကိုထွက်လိုက်ပြီအဲ့ခါမှာကိုကသူ့ကိုပြန်ပြီးတော့မေးမယ် Are you serious right now? Are you serious right now? နေအခုတကယ်ပြောနေတာလားငါမယုံနိုင်ဘူးအလုပ်ပုံစံပြောဖြစ်ပါတယ် Okay guys, that's it for today. Thank you very much for reaching out to my video once again and thank you very much for hanging out with me once again. I hope you guys enjoyed this video. And I hope that this video is going to help you get more vocabularies and more sentences အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးလည်းဒီဗီဒီယိုလေးကိုချိန်ညစ်တက်မယ်လို့မျှော်နေပါတယ်အားလုံးလည်းဒီဗီဒီယိုလေးကိုချိန်ညစ်တက်မယ်ဒီဗီဒီယိုလေးကနေပြီးတော့အကြောင်းအရာတစ်ခုခုကိုရသွားမယ် English sentence တွေကိုရသွားမယ်ပြီးတဲ့အခါမှာကိုယ့်ရဲ့ English or speaking skill အတွက်ကိုအထောက်အကူဖြစ်သွားမယ်ဆိုရင်ကျွန်တော်လည်းဗီဒီယိုလေးကဂျိုးနှက်ပါတယ်ပြီးတဲ့အခါမှာဒီဗီဒီယိုလေးကိုချိန်ညစ်တက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့အာ English or sharing ကိုမင်းလည်းလုပ်ပေးနေတဲ့ YouTube channel လေးဖြစ်တဲ့ RMMU YouTube channel လေးကို like and subscribe လေးလုပ်ထားဖို့တော်လေအားလုံးကိုအကြံပေးချင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာလည်းပြန်ပြီးတော့ဆုံချင်ပါတယ်အားလုံးလည်းကိုကို view ဆိုက်ကြပါလို့အကြံပေးချင်ပါတယ် Bye bye guys thank you very much take care of yourself